ားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ SKPD တားလက်88ထဲမှာပါလာခဲ့တဲ့ speaker မျိုးနွယ်စုကြောင့်နဲ့ဒီမျိုးနွယ်စုနဲ့ပတ်သက်ပြီးတခြားစိတ်ဝင်စားစရာလူသိနေတဲ့အချက်တွေကိုပြောပြပေးသွားပါမယ် speaker woman ကိုင်နဲ့လက်နက်ကပါလို့လက်ဝါးကတ်တိုင်ပုံစံဖြစ်နေတာလေပြီးတော့ဒီ speaker ကောင်ကြီးကပါလို့ titan speaker man လို့ဖြစ်နေတာလေ speaker man တွေပါလို့မကတော့တာလေအဲ့ဓာတွေပြင်တခြားအကြောင်းတွေလည်းပါတာမလို့အဆုံးထိလိုက်ခဲ့ပါ skibidi လေးဝက်ချက်တွေကိုတေချာသိချင်တော့ အမရဲ့ channel လေးကို subscribe တာလုပ်ပေးခဲ့ပါရှင်။အမတေချာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အမတို့ video တက်ပထမဆုံးပြောချင်တာကတော့ Titan speaker man ကြီးလို့ထင်နေခဲ့တဲ့ speaker man ကတကယ်တော့ Titan speaker man မဟုတ်ခဲ့ပဲ Executor speaker man လို့ခေါ်ပါတယ်။ဒီနာမည်က Tuffish Boom ကိုတိုင်ပေးထားတဲ့ official နာမည်ဖြစ်ပါတယ်။ဘာလို့ဒီနာမည်လဲဆိုတော့သူပြောခဲ့တဲ့စကားကိုတစ်ချက်နားထောင်လိုက်ပါတယ်။ အက်ဆက်ကျူတာဆိုတာကတော့တုတ်တင်ရှင်းလင်းတာကိုဆိုလိုတာပါ။သူကဒီစကားကိုပြောခဲ့တာမလို့သူ့ကိုအက်ဆက်ကျူတာစပီကာမန်လို့ပေးထားတာဖြစ်ပါမယ်။အတီးကပြောချင်တာကတော့သူက large မျိုးနွယ်တွေထက်အများကြီးကြီးပါတယ်။အဲ့လိုကြီးတဲ့ဆိုပေမဲ့ Titan တွေထက်ဆိုင်တော့အရှက်နှိမ့်ပါတယ်။ပြီးတော့သူ့မှာ Titan တကောင်းလို့ပြောလို့ရတဲ့ခိုးတော်မရှိပါဘူး။ဒါပေမဲ့လည်းထူးထူးခြားခြားဆိုသလို Taman Alliance ထက်ကြီးတာကြောင့် သူကစီမီတိုင်တန်စပီကာမန်မျိုးနွယ်စုထဲကပါပဲသူ့ရဲ့ညာဖက်လက်မှာအနီးကပ်ခုတ်တာအဝေးကိုပြက်တာတွေလှုပ်လှုပ်ကောင်းနဲ့ငရဲကြိတ်ကောက်လက်နက်ကြီးတစ်ခုနဲ့ပဲဘက်မှာတော့အဝေးပြက်လက်နက်တစ်ခုပါနေပါတယ်သူ့ကိုတိုင်တန်စပီကာမန်နဲ့မှားစီခဲ့တဲ့နောက်ထပ်အကြောင်းတစ်ခုကတော့ဒီကောင်ကြီးရဲ့ကောင်းမိုင်းကတိုင်တန်စပီကာမန်နဲ့တော်တော်ဆင်နေတာကြောက်မှာပဲအားနဲ့ချက်ကတော့သူ့ရဲ့လက်နက်တွေက energy ဖြည့်ဖို့ကြတာပါအဲ့လိုဖြည့်ဖို့ကြတာကြောင့်သူ့ရဲ့ဝေးကရန်သူတွေကိုစက်တိုက်တိုက်ခိုက်တာမျိုးတွေလှုပ်လို့မရပါဘူး ဒါပေမဲ့တစ်ချက်တစ်ချက်နဲ့တင်အနှစ်ကြီးကျန်းနေတာမလို့တီချက်ကတိတ်တော့စိတ်ပူစရာမပါပါဘူး။နောက်တစ်ယောက်ကတော့ speaker woman မှာ upgrade တွေကောင်းကောင်းမရခဲ့တဲ့ speaker woman ကတော့ speaker မျိုးနွယ်စုတစ်ခုလုံး upgrade လုပ်ပြီးတဲ့အခါမှာအရှမ်းကိုမိုက်တဲ့ speaker woman ဖြစ်လာခဲ့ပါတယ်။အပိုင်း60လောက်တုန်းက upgrade တစ်ခါရခဲ့ပြီးအခုအပိုင်း98မှာနောက်ထပ် upgrade ထပ်ရခဲ့တာပါ။ဆိုတော့ speaker woman 2.0ပါ။ စပီကာဝူမန်ရဲ့အကြောင်းကိုပြောဖို့ထက်သူ့ရဲ့လက်နက်အကြောင်းကိုပို့ပြီးတော့ပြောချင်ပါတယ်။ဘာလို့လဲဆိုတော့သူ့ရဲ့လက်နက်ပုံစံကလက်ဝါးကတိုင်ပုံစံဖြစ်နေလို့ပါပဲ။အဲ့လိုဖြစ်နေတာကြောင့်အပိုင်းသက်ထွက်တုံးချစ်ပရိသတ်တတော်များများကသိချင်နေကြတာအမှသိပါတယ်။ဒါပေမဲ့ပါတာရင်းနဲ့ပတ်သက်တာတွေပါမှာဆိုလို့အမှမဖြေခဲ့ပါဘူးရှင်။နောက်ဆုံးကူကဲမှရှာရင်အမှသိလိုက်ရတာကတော့စပီကာဝူမန်ရဲ့လက်နက်ပုံစံကလက်ဝါးကတိုင်လိုဖြစ်နေရတဲ့အကြောင်းကတခြားအကြောင်းတော့မဟုတ်ပါဘူး။ The Weekend Star Point ဆိုတဲ့တရတဲ့ချင်းကို YouTube မှာရှာပြီးနားထောင်ကြည့်သိပါပြီ။ Tavish Boom က The Weekend ကို Instagram မှာ follow လုပ်ထားတဲ့16ယောက်ထဲကတယောက်ဖြစ်ပါတယ်။ဒါကြောင့် Tavish Boom ကတီတဲ့ချင်းတွေကပုံစံလိုမျိုးလက်နက်ကိုသူ့ series ထဲမှာပြန်ထည့်ပြီး speaker woman 2.0ကိုတက်ဆင်ပေးထားတာဖြစ်ပါလိမ့်မယ်။သူ့ရဲ့ upgrade လက်နက်တွေကလည်း chip priority တို့တွေ့တဲ့အတိုင်းပါပဲ။လုံးဝ perfect ပါ။ဒီနောက်ဆက်ပြောချင်တာကဒီ speaker man တွေပါ။ သူတို့ကတော့ plain runner speaker man လို့ခေါ်ပါတယ်။ solo တာကတော့ဓာတ်ကိုအထူးအသုံးတဲ့ speaker မျိုးနွယ်ဆိုပါ။အစ်စ်ထွက်လာတယ်လို့ပြောရင်လည်းမှန်ပါတယ်။ဒီလို speaker man တွေကအမတို့မတွေ့ဘူးသေးပါဘူး။ဆိုတော့ဒီခုံနေတဲ့ speaker man ကလည်းအတူတူပါပဲ။သူတယောက်တည်းကဲပြီးခုံနေတာဘာကြောင့်လဲတော့အမမသိပါအောင်နော်။သေချာတာကတော့ speaker man တွေကတိုက်ပွဲကိုပိုအာယုံဆိုင်လာကြတယ်ထင်ပါတယ်။ အရင်အပိုင်69ဘတ်ဝမ်းမှာတုန်းကဆိုရင်စပီကာမန်းတယောက်ဟာကနေတာလွန်သွားတာမလို့ရှော့သွားခဲ့ပူပါတယ်။သူတို့ကအမှန်တကယ်ဆိုမကပဲပြင်းလွတ်တယ်ဆိုပေမဲ့ကပြီးအချိန်ဖြုံးနေတာမလို့သူတို့ကိုမိုက်ကယ်ဒရလက်ကတတ်ပစ်လိုက်တာပါ။အဲ့လိုအမားတွေရှိခဲ့ပူတာကြောင့်အခုပြန်ထွက်လာတဲ့စပီကာအပ်ဂရိတ်မျိုးနွယ်စုမှာတော့သူတို့ရဲ့အချိန်မရွေးနေရာမရွေးကတက်တဲ့အကျင့်တစ်ခုကိုရှော့ထားတာဖြစ်နိုင်ပါတယ်။ဒါကြောင့်စပီကာမန်းတွေမကကြတော့တာဖြစ်ပါမယ်ဆိုပေမဲ့သိကြပါဗျ။ ူတို့တွေလွတ်လွတ်လပ်လပ်အောင်ပွဲခံရတဲ့အချိန်မှာဆိုရင်တော့စပီကာမန်းတွေအကုန်လုံးကပြန်ကကြမယ်လို့အမထင်ပါတယ်။ပြန်ဆုတ်ဖို့ပြောနေတဲ့ Astro Dragon ကိုအားရပါရမြန်မာလူကြီးရိုက်ထည့်လိုက်တဲ့ကောင်ကတော့ Sledgehammer စပီကာမန်းလို့ခေါ်ပါတယ်။သူ့ရဲ့အတီးကလက်နက်ကတော့နာမည်အတိုင်းပဲဒူကြီးနဲ့ပါသူရဲ့ရွယ်စားကလည်းတော်တော်ကြီးရယ်ဆိုပေမဲ့ Executor Simi Titan လောက်တော့မကြီးပါဘူး။ သူကလည်း AS speaker ကောင်းတွေကို upgrade လုပ်ထားတာမဟုတ်လို့အသက်ပါပဲတခြားထူးခြားတာမျိုးတော့မရှိပါဘူးနောက်ထပ်ကတော့ speaker strider တွေပါဒီတစ်ခေါက်ပြန်ထွက်လာတဲ့ speaker strider ကစုစုပေါင်း strider 5စီးတောင်ဖြစ်နေပါပြီအရင်နှုန်းက speaker strider တွေကတတော်သေးတယ်အားရစရာမရှိဘူးဆိုပေမဲ့အခုချိန်မှာတော့ Astro တွေလုံးဝကြောက်ရမဲ့ strider တွေဖြစ်နေပါပြီအဲ့ဒါအပြင်သူတို့ရဲ့ speaker လက်နက်တွေကလည်း Astro Dwellet တွေအရင်ကြောက်တဲ့ အတန်လိုင်းအကျန်းစားတွေကိုပါထုတ်နိုင်တာမလို့ S-Story အတွက်တော့ဒီစပီကာတွေကနှက်ဆိုးပါပဲပြီးတော့ Speaker Strider တွေအကောင်လုံးကတိုက်ခိုက်ရေးအတွက်ဦးစားပေးပြီးထုတ်ထားတာဖြစ်ပါတယ်အရင် Speaker Strider ကိုပဲ upgrade လုပ်လိုက်တာမလို့ဒီကောင်တွေက Speaker Strider 2.0ဖြစ်ပါတယ်နောက်တစ်ခုကတော့ Speaker Plane တွေပါပဲအပိုင်း98မှာ Speaker Plane 4စီးပါပါတယ်ဒီရင်ပြန်တွေရဲ့အရွယ်စားကတော့စီမီတိုက်တန်လောက်အထိကြီးမားပါတယ်သူတို့ရဲ့အတိတ်ကတာဝန်ကလက်နက်တွေသိမ်းယူတာနဲ့ လူကယ်တာဒါမှမဟုတ်တိုက်ပွဲနေရာမှာနေရာကောင်းကိုရွှေ့ပြီးလူချတာမျိုးတွေမှာအတိတ်ကအလက်လောက်တာပါတဲယူပုတ်ဆောင်ရင်ရှင်ဆိုရင်လည်းမမအောင်ပေါ့လေတဲယူပုတ်ဆောင်တာအတိတ်ကဆိုပေမဲ့ဒီရင်တွေမှာပြစ်လို့ရတဲ့ကျအားကောင်းအမြောက်တွေ တုံးပြန်တွေပါနေပါတယ်အရင်ရင်ပြန်တွေကိုပဲ upgrade လုပ်လိုက်တာမလို့ဒါတွေက speaker plane 2.0ပါနောက်တစ်ခုကတော့ regenerative speaker ဖြစ်ပါဒီကောင်ကြီးတွေကတော့တိုက်ခိုက်တာတဲယူပုတ်ဆောင်တာတွေထက် သူတို့ရဲ့အတိတ်ကတာဝန်ကစပီကာမျိုးနွယ်စုအားလုံးရဲ့လိုအပ်တဲ့အ energy တွေကိုနောက်ကဖြည့်ပေးတာပါ ML လို့ပြောရင်တော့နောက်ကနေသွေးဖြည့်တာ မန်နာဖြည့်တာမျိုးပါပဲ size ကတော်တော်ကြီးပေမဲ့ sonar ကစပီကာ plane တွေလောက်တော့မကြီးပါဘူးနောက်တစ်ခုကတော့ large speaker မှန်နေပါအရင် large speaker ကိုပဲ upgrade လုပ်ထားတဲ့ large speaker 2.0တွေပါ အနည်းငယ်တိုက်တဲ့ဓာတ်တွေပါသလိုအဝေးပြည့်အမြောက်လက်နက်ကြီးတစ်ခုကိုကင်ထားတာပါ upgrade နဲ့ထွက်လာရတာကတော့ ပက်ပလိုစပီကာတွေပါပဲအဖြူအမဲစပီကာတွေပေါ့လေဒီကောင်တွေကတော့အရင်အတိုင်းပုံမပြောင်းမဲထွက်လာရတာပါဘာကြောင့် upgrade မလုပ်တာလဲတော့မသိပါဘူးသူ့ကိုတချို့က last speaker man ထင်တတ်ကြပါတယ်ဒါက last speaker man တော့မဟုတ်ပါဘူးအတန်လိုင်းတွေထုတ်နိုင်ရုံကလွဲပြီးဒီကောင်တွေမှာတခြားအားကိုးရတဲ့လက်နက်မျိုးတွေပါမနေပါဘူးဒီကောင်တွေအကောင်လုံးကတော့အပိုင်း98မှာပါဝင်ခဲ့တဲ့စပီကာမန်းတွေပါပဲ။ဒါလို့ဆိုရင်သူတို့ရဲ့အကြောင်းကိုတော့ကောင်းကောင်းသိလောက်ပြီလို့ထင်ပါတယ်။ ဒီစပီကာမန်းတွေကတော့ scientist engineer တွေပါထွ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 ပြောစရာတော့မရှိပါဘူးသူတို့က base ထဲမှာပဲ upgrade လောက်တာမျိုးတွေမှာအတီးကပါအခုတော့ speaker မျိုးနွယ်စုရဲ့ကြံနေတာက Titan speaker မန်းမှာပဲပြထားတဲ့ Titan speaker မန်းရဲ့ပုံရဆိုရင်တော့သူ့ရဲ့ခေါင်းကပြောင်းသွားမှာပါပိုကြီးလာမှသိကြတယ်ဒီ Simi Titan က Titan speaker မန်းရဲ့ old version ပုံစံမှာ Simi Titan နောက်တလောက်ကြံနေရင် တိုက်တန်စပီကာမန်ဘလောက်ကြမ်းလဲဆိုတာခက်မှန်းလို့ရနေပါတယ်။ရှယ်ရိုးပုံစံနဲ့ပဲပြထားတာမလို့တိုက်တန်စပီကာမန်ဘလို့ပုံစံလာမလဲဆိုတာသိချာတော့ပြောလို့မရသေးပါဘူး။ဆိုတော့ဒီလောက်ပါပဲဒီဗီဒီယိုကစပီကာမျိုးနွယ်ဆိုအတွက်ပဲအဓိကပြောသွားတာမလို့တခြားအကြောင်းတွေကိုတော့နောက်ဗီဒီယိုမှာထပ်တင်ပေးပါမယ်မလွတ်သွားရအောင် subscribe လေးလှုပ်ထားပေးခဲ့ပါအမတင်ထားပေးပါမယ်ရှင်ဆိုတော့ဗီဒီယိုအသစ်တွေမှာပြန်ဆောင်ရမှာရှင်အမကတော့ lady ခင်ပါရှင်